ဒီတစ်ခေါက်ချစ်စရာကောင်းတဲ့ coffee bean cookie လေးလေးလှူစားကြည့်ရအောင်အရင်ဆုံးကိတ်ကျုံ240 g ကိုကိုပေါင်တာ25 g ပြောင်းကော်မုံ50 g တို့ကိုစကားထိုက်ပြီးတော့ထည့်ပါမယ်ပြီးတော့ရင်တော့ကျုပ်အနစ်နဲ့အကာကိုခွဲထားပါမယ်ဒီနေရာမှာကျုပ်အနစ်နှလုံးကိုတုံးထားပါတယ်ပြီးတော့ရင်တော့ instant coffee မုံ20 g နဲ့ကိုရေနွေးပူပူ20 g ရောပြီးတော့မွေးပေးလိုက်ပါမယ်။ ပြီးရင်အခန်းပူချိန်မှာထားထားတဲ့ထောပတ်150ဂရမ်လေးကို IC ရှူက140ဂရမ်ထည့်ပြီးတော့မှုပေးပါမယ်။တကြားကတော့ကိုယ်စိတ်ကြအတိုင်းထည့်လို့ရပါတယ်။ခုနကကြက်ဥအနှစ်နှလုံးကိုထည့်ပြီးတော့ရုံးမှုပေးမယ်။ပြီးရင်တော့ကော်ဖီမုတ်ဖြော်ထားတာကိုထည့်ပြီးတော့နှံ့နေအောင်ထပ်မှုပေးပါမယ်။အားလုံးနဲ့မီဆိုရင်တော့စကားတိုက်ထားတဲ့အမှုတွေကိုထည့်ပြီးစပယ်ကျူလာလေးနဲ့မှုပေးပါမယ်။အနှဲငယ်ရောထွေးသွားပြီဆိုရင်တော့လက်နဲ့နေပေးပါမယ်။ မုတ်သားတွေချောလာတဲ့အနေအထားရောက်ရင် ကိုလိုချင်တဲ့အရွယ်အစားကိုချိန်ပေးပါမယ်။ပြီးရင်တော့ coffee ဈေးပုံစံစပြီးပုံဖော်ပါတော့မယ်။အရင်ဆုံးချောသွားအောင်လို့လက်နက်ဖက်နဲ့လုံးပါမယ်။ပြီးရင်အလဲကိုဗီဒီယိုမှာမြင်ရတဲ့အတိုင်းအပေါ်ရန်ကြောလေးကိုပဲအရာလေးပြီးလိုက်ပါမယ်။အားလုံးပုံဖော်ပြီးသွားပြီဆိုရင်တော့အပေါ်ကနေပလတ်စတစ်ကလေးနဲ့ပိတ်ပြီးတော့ရေခဲတစ်တာအခဲကန်းထဲမှာဆိုရင်နိုင်ဝက်ရိုးရိုးအေးအေးကန်းထဲမှာဆိုရင်တနအီထားပြီးပါမယ် ရေကတိတာထဲမှာအေးအေးခံထားတဲ့အချိန်ပြည့်သွားပြီဆိုရင်တော့ဖုတ်မယ်မုန်ပန်းလေးကိုကူကီလေးလေးပြောင်းထည့်ပါမယ်။ပြီးတော့ရင်တော့ကြိုတင်အပူပေးထားတဲ့အာဗန်မှာအပေါ်မီအောက်မီ160ဒီဂရီနဲ့မိနစ်20ရနေပြီးတော့25မိနစ်အတွင်းဖုတ်ခဲ့ရပါတယ်။ဒီနေရာမှာခေပြောနေကြစကားအတိုင်းပဲအာဗန်တလုံးနဲ့တလုံးအမျိုးအစား क्वे ပြတာမို့ဖုတ်တဲ့မိနစ်အချိန်လေးကြာချနိုင်ပါတယ်။ကဲအခုဆိုရင်ကော်ဖီနန်းမွမွေးလေးနဲ့ကော်ဖီဘင်းကွကီးလေးရပါပြီ။ ဒီကူကီလေးကိုကိုယ်ထဲမဲ့ဘူးထဲမှာတေချာအဖုံးလုံးစွာပိတ်ထားမယ်ဆိုလို့ရှိရင်အနည်းဆုံးတစ်လလောက်ခံပါတယ်ခဲ့ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးသူအားလုံးကိုကျေးဇူးပါနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်